တော်ရရှင်များအလုံးပဲမင်္ဂလာပါခင်ဗျာ အခုနားဆင်ရမှာကတော့စာရေးဆရာကြီးတင်ညွန့်ရဲ့နှောင်းဆိုတဲ့ဝတ္ထုတို့ကိုနားဆင်ရမှာဖြစ်ပါတယ် မိမရေစွကြဲဗမာထားလေဘီရိုထဲမှာဒုတိယတက်မှာ မိမရေဘာဝစ်သွားရမှာလဲကြိုက်တာသာယူဝစ်တော့ဒီနေ့အိယာထနောက်ကြလို့ခလေးထမင်းໃຫယ်မမိပဲနေမယ်မခင်မိတရားယနေ့မနက်အလုတ်များနေသည်ညကတညာလုံးမီးမလားမိုးလင်းကန်ဒီမှမီးလာသဖြင့်ရေထတင်ရသေးသည်အေးရေးမဝသေးသဖြင့်ခဏလေးလှဲလိုက်ရာ အိပ်ပျော်သွားသည် သူမကလေးចောင်းတွက်ထမင်းໃຫယ်ပြင်ပေးရမည်။ယောက်ျားမနှက်စာစားသွားရန်ပြင်ပေးရမည်။6နာရီထိုးမှအိယာကနိုးသည်ဖြင့်ကမန်းကဒံပြေးလွှားလှုပ်ရှားနေရသည်။မိမကြီးဘာလဲလက်ကင်မဝါမတွေ့ဘူးခတ်တော်ရာပဲ။မခင်မိကစိတ်ပြက်စွာဖြင့်မိဘကြောင့်နှဲကထွက်လာပြီးအိတ်ခမ်းထဲကိုဝင်လာသည်ဟဲဘလို့ဖြစ်တာလဲ ။ခေါင်းဖိနေသောကိုလှချင်းကနောက်သို့လှည့်ကြည့်လိုက်ပြီးဘာဖြစ်လို့လဲ။ကြည်ပါဦးကြည်ပါဦးဘီရိုတဲကဝတ်တွေကိုဖြွားထားလိုက်တာများရှင်စွတ်ကျဲရှာတာနဲ့ပစိုးအင်းကြီးရှာတာဒီလောက်တောင်ဖြစ်သွားရလား။ဒီဝတ်တွေကိုမီးဘူးထိုးဖို့ကျမဘလောက်အချိန်တွေယူထားရတယ်လဲ။ကိုချင်းစာစိတ်မရှိလိုက်တာရှင်။သူကအိယာပေါ်တွင်ဖြွားထားသည့်ပစိုးနှင့်အင်ကြီးများကိုကြည်ကာပြောလိုက်ခြင်းဖြစ်သည် တကယ်ဆိုမိုးလင်းကလေးကငါဝစ်သွားရမှာတွေကို အသင့်ပြင်ထားပြီးရင်ဒီလိုဖြစ်เสียဘာအကြောင်းရှိတယ်လဲ။အော်ရှင့်မှာလူကျင်တဲ့ဝစ်စားလောက်ကိုဗီဒိုတွေကထုတ်ဖို့တောင်တိတရားမရှိတော့ဘူးပေါ့။ကျမနဲ့မညာခင်ကရှင့်ကိုဘသူကအသင့်ပြင်ထားပြီးလို့လဲ။လုပြက်လိုက်တာရှင်မလျှော်ရတိုင်းမိဘူးမထိုးရတိုင်းလုပြက်လိုက်တာ။နားညိလိုက်တာကွာဒါလေးများပြန်ခောက်ထည့်လိုက်ဘာဖြစ်မှာ။ရှင်ခောက်ထည့်လိုက်လေဟဲနောက်ကဟင်အိုတူးပြီနဲ့တူးပါတယ်။ မခင်မိကမိဘကြောင့်ကို ပြေးပြန်သည် ဟင်းအိုတူးသည်မိဘကန်းထဲတွင်စူညံသွားသည် ကိုလှချင်းကအပြင်ကိုထွက်လာပြီး မနှက်စာမစားတော့ဘူးအပြင်မှာပဲစားတော့မယ်ဟုပြောကာထွက်သွားသည်မခင်မိတရားဒေါသနှင့်တကားကိုစောင့်ကမ်းလိုက်ပြီးတွားတွားကြိုက်တဲ့နေရာမှာသာစားသူကမိဘကန်းထဲတွင် ထိုင်ချလိုက်ပြီးတဟီဟီငိုတော့သည်ကိုချင်းစာစိတ်ကိုမရှိကြဘူး လူကိုအိမ်မှာကြိုတယောက်လိုပြထည့်နေသလားမပြောတတ်ဘူးမိုးလင်းမိုးချုပ်လှုပ်လိုက်ရတဲ့အိမ်မှုကိစ္စတယောက်ထဲနားချိန်ကိုမရှိဘူးသူတို့ကပြန်လာပြီးလက်စေးစားရတာတော့ကိုကြီးစားသေးမရှိကြဘူးသူကနှစ်တွေကိုထမိန်နဲ့တုတ်လိုက် မျက်ရည်တွေကို အင်ကြီးလက်မောင်းနဲ့တုတ်လိုက်ဖြင့်ငိုနေသည်တကယ်တော့ငါအိမ်အောင်ကြတာမဟုတ်ဘူးထောင်ကျနေတာထောင်ကမှလွတ်ရက်ရှိအောင်မယ်အခုတော့ငါမှလွတ်ရက်မရှိဒင်းတို့ကြုံခံနေရတာ အမေရေအိုအမေရဲ့အမေပြောတာအမှန်လိုက်တာအပြူလိုမနေမိလို့ငိုမိမယ်လေးတဲ့မှန်လိုက်တာအမေရေအိမ်မှာဆိုကြော့နေအောင်နေရအခုတော့လာကြည့်ပါဦးလားအမေရဲ့သူကပြောလဲပြောငိုလဲငိုနေသည်ကိုတကားဝါမှသမီးလေးဖြစ်သူကချောင်းကြည့်နေသည်သမီးလေးကမခေါ်ရဲခေါ်ရဲဖြင့်မေမေဟုခေါ်လိုက်သည်ဟဲသမီးလေးမေမေဘာဖြစ်လို့လဲသမီးចောင်းသွားတော့မယ် ခဏလေးသမီးလေးခဏလေးမေမေကျဲ့ဦးကြော်ပေးလိုက်မယ်ဟင်းအိုတူးသွားလို့မနှက်စာကိုမေမေလမ်းထိပ်မှာလိုက်ကျွေးမယ်နော်ခဏလေးမေမေထမင်းညိုက်ပြင်လိုက်အောင်မယ်မခင်မိကမျက်ရည်တွေကိုတုတ်လိုက်ပြီးကျဲ့ဦးကြော်ကထမင်းညိုက်နဲ့ထဲ့သည်ထို့နောက်မျက်နာအတိတ်ခါလာသမီးလေးဟု သမီးလေးလက်ကိုဆွဲလိုက်စဉ်အခန်းထဲသို့ကိုလှချင်းကပြန်ဝင်လာသည်မိရေဘာလဲဒီမှာလမ်းထိပ်ကနန်းကြီးတို့ဝဲလာတယ်သမီးလေးစားဖို့ပါဝဲလာတယ် စားဘူးရှင့်မှာသာစားဟာကွာမိကလည်းဒီမှာသမီးလေးထမင်းညိုက်အတွက်ကြက်ကြောဒီမှာနန်းကြီးတို့စားလိုက်အောင်လာသမီးသွားမယ်မခင်မိက သမီးကို လက်ဆွဲသည်မမေသမီးကြက်ဥကြောမကြိုက်ဘူးလာသမီးဖေဖေလဲပေးမယ်သူကမက်ရွှေမိလက်ထဲမှာထမင်းညိုက်ကို ယူလိုက်ရာမက်ရွှေမိကယုံပြီးဖဲ့ပါဟုပြောပြီး သူ့လက်ထဲမှာအထုံများကိုပါယူကာစပွဲစီကိုပြန်သွားသည် မမေအကြောင်းကားလာပြီးမြ мян လို့သမီးထမင်းကြိုက်တဲ့ကိုနန်းကြီးတို့ရောကြက်ကြော်ပါထဲ့ပေးလိုက်တယ်။ကြောက်ရောက်မှစားတော့ဟုတ်ကဲ့မမေသမီးကိုသူကတိုက်အောက်သို့လိုက်ပို့သည်။ထို့နောက်ပြန်တက်လာရာတကားဝါတွင်ကိုလှချင်းကရက်ပြီးအဝင်ဝကိုလက်နှင့်ကာထားသည်။ဘာလုပ်တာလဲဖဲ့ပါ။ကို့စိတ်ဆိုးနေတာလား။ဆိုးတယ်။ကိုတောင်းမှန်ပါတယ်ကွာ။ရှင်တောင်းမှန်တာ၁၀နှစ်မကတော့ဘူး။ ဟုတ်တာဗောတောင်းမှန်မှုတခုလိုးနေတာသူကမခင်မိကိုဖတ်ပြီးပန်းလေးကိုရှုခနဲနမ်းလိုက်သည်အိုးဘလို့လွတ်လိုက်တာလဲအပေါဝါကြီးမှာဒါဆိုအထဲဝင်လေဖဲ့ပါသူကဖဲ့ပြီးအိမ်ထဲကိုမခင်မိအားအဝင်ခံလိုက်သည်ထို့နောက်တကားပိတ်လိုက်သည် တင်ညွန်19ရက်10လ2025ခုနှစ် တော်ရရှင်များခင်ဗျာအခုဆက်လက်ပြီးတော့စာရေးဆရာကြီးတင်ညွန့်ရဲ့ဒုဘဝဆိုတဲ့ဝတ္ထုတို့ကိုနားဆင်ရမှာဖြစ်ပါတယ်ကျွန်တော်မနေ့တိုင်းလမ်းလျှောက်ပါသည် ခေကာလနေထားရာကျွန်တော်နေထိုင်သည့်တောနယ်ပတ်ဝန်းကျင်တွင်လမ်းလျှောက်ရန်မဝင့်ပါလူရဲမှုတွေမကြာခဏတရင်ကြားနေရသောကြောင့်ဖြစ်သည် ကိုကိုအထင်ကြီးပြီးဓာတ်ထောက်လူယုံလောက်ဆိုတော်သေးသည် နောက်ကခေါင်းကိုရိုက်ပြီးလူလျင်တော့ ိတ်ထဲတွင်တသောလောက်သားပါသည့်ငွေပမာဏဖြင့်အသက်မသေးလိုထို့ကြောင့်လူစီကားစီသည့်နေရာတွေကို ရွေးချောင်ရသည်ကျွန်တော်နေသည့်ရွာမှသုံးပိုင်ခန့်ဝေးသည့်နေရာကိုဘတ်စကား300ချက်ပေးပြီးခီးတစ်ထောင်စီးပါသည်ထိုနေရာမှာလူသွားလန်းတီးကြရှိပြီးကိုကိုဆိုင်ကယ်ကားဝင်တိုက်မှာမပူရသည့်နေရာဖြစ်သည်ထို့သောပလက်ဖောင်းကျဲပြီးလမ်းကျဲတိုင်းလဲစိတ်ဖြောင့်မြောက်လမ်းလျှောက်နိုင်သည်မဟုတ်ပလက်ဖောင်းပေါ်တမောင်းသောဆိုင်ကယ်သမားတွေက လမ်းမြန်မြန်မဖယ်ပေးလျင်ဟွန်ဒီက မျက်စောင်းထိုးဘူးကြည့်ကြည့်ကြသည် ခြေလန်းတသောပြေကန်ဤတွင်ဈေးနာကိုပြန်ရောက်သည် စားကျင်နာလေးဝင်စားပြီး ကားဂိတ်တွင် ကိုရွာပြန်ရန်ကားဆောင်သည် မနက်ခင်းဆိုတော့လူချောင်သည် သို့သောဘတ်စကားကနောက်ကားမလာမချင်းဆောင်သည်ဂိတ်တွင်မှတိုင်မာတွေရှိသည်သူတို့ကဘဲကားရှိမှထွက်သွားတာမိနစ်ဘလောက်ရှိပြီဆိုတာကိုကားသမားတွေကိုပြောသည် ထိုကွာချားချက်ကိုသူတို့ချင်းချင်းထိမ့်ညီမောင်းညာသည်ခီးတယ်တွေကတော့သူတို့ပြုသည်မညူရသည်ကားမထွက်မီကားလမ်းဘက်ကို ငေးနေစဉ်ဆိုင်ကယ်စည်းကလမ်းညားကိုဖြတ်ဝင်သည်အတဲ့မောင်းလာသည့်ကားကဖြတ်ခနဲချိုးကွေးလိုက်သည့်ဆိုင်ကယ်ကို ဝင်တိုက်တော်သည် အော်ဒန်တွေနှင့်အတူ လူတွေပြေးလာသည် ကျွန်တော်နားလေသလောက်တော့ကားကသူ့လမ်းသူအတဲ့မောင်းလာသည်အချိန်ပြင်းပြင်းကြီးလည်းမဟုတ် ဆိုင်ကယ်သမားကနောက်မကြည့်ပဲချိုးကွေလိုက်ရာတိုက်မိချင်းဖြစ်သည်တော်ပါသေးသည် လူတော့ဘာမှမဖြစ်ဆိုင်ကယ်ရှေ့ဘင်းအဖုံးကွဲသွားသည် အားလုံးကတည်နေသည်မှာ ကားသမားမမားဆိုသည့်အသည်သို့သောကားသမားဘေးတွင်ဆိုင်ကယ်ကယ်ရီဆွဲသူတွေကဝိုင်းလာပြီးသူတို့ချင်းချင်းအင်အားပြသည် ဖြည်းဖြည်းမောင်းမှပေါ့ဘာဖြစ်ဖြစ်ကားသမားလုံးတယောက်တစ်ပတ်ဝင်ပြောကြသည် ကားသမားကသူလဲမမား အပြောလဲခံရသဖြင့်စိတ်ပြက်နေသည်ကျွန်တော်ဖြည်းဖြည်းလေးမောင်းလာတာလမ်းမှန်နေမြင်းမြပြောသည်ဖြစ်စေဆိုင်ကယ်သမားတွေက ကားသမားကို တကားဖွင့်ပြီးဆွဲချသည်ထုံးမြီကြိတ်မြီလှုပ်ကြသည်ရော်ပင်းရန်ပြောကြသည် ကျွန်တော်တို့လိုင်းကားလဲထွက်လာသည် နောက်ပိုင်းဘာဖြစ်သည်မသိကိုကဘလောက်မှန်သည်ဖြစ်စေအမှန်တရားကိုအမားမတရားများကဝိုင်းပြီးအတ္တမကျင်ညာလဲအမှန်သမားမှာခံနေရသည် အုပ်စုဖွဲ့အနိုင်ကျင့်စိုးမိုးမှုတွေကလွှမ်းမိုးနေသည် လူအားကိုးနှင့်အုပ်စုဖွဲ့ကအနိုင်ကျင့်နေကြသူကိုအကာအကွယ်ပေးမည်သူလည်းမရှိ ရှိလဲရံပြူခြင်းကိုခံရမိသားဖြစ်သည် ကျွန်တော်တို့ပတ်ဝန်းကျင်သည်အဘယ်မှာလုံုံသည်နီညအိမ်လဲစိတ်တရလူသက်သမားများငါအိမ်နဲ့ရောက်လာလီမလားစိုးရိမ်နေရသည်လမ်းပေါ်မှာလဲခွေးကအစကြောက်နေရသည် ပြောရအောင်မည် ။တနေ့ကကျွန်တော်လမ်းလျှောက်ရာတွင် ပလုံကောက်သည့်ကလေးတစ်ယောက်ကိုခွေးလိုက်ဆွဲသည်။ထိုကလေးကတက်သည့်ရှိသည်။အုတ်ခဲကိုကောက်ပြီးခွေးကောင်းကိုထုသည်။ခွေးကတော်တော်လေးနာသွားသည်။တအိုင်အိုင်အော်ပြီးအိမ်ထဲဝင်ပြေးသည်။အိမ်ထဲကလူတစ်ယောက်ဓားဆွဲပြီးထွက်လာသည်။ဘဲကောင်လဲကွာငါခွေးကိုလုတ်တာဟုပြောသည်။ကလေးကဓားဆွဲကထွက်လာသူကိုတော့ရင်မဆိုင် ထွက်ပြေးသွားသည်။ ရက်ွက်แท้မှာခွေးရိုက်လျင်ပိုင်ရှင်တွေကပေါ်လာပြီးဓာဆွဲဒုဆွဲ လုကြသည်ခွေးไก่သွားလျင်တော့သူ့ခွေးငါခွေးမဟုတ်တော့ငိမ့်နေကြသည်ရင်းငိုပင်ခွေးတွေကလည်းအခွင့်ကောင်းယူကာဟောင်ကောင်းနိုင်ဟောင်ညသည်တမန်ပြည်သူတို့ဘဝအဘယ်မှာလုံုံကြသည်နီတင်ညွန်၁၈ရက်၁၀လ၂၀၂၅ခုနှစ် န်းရှင်များခင်ဗျာအခုဆက်လက်ပြီးတော့စာရေးဆရာကြီးတင်ညွန့်ရဲ့အပြောင်းလဲဆိုတဲ့ဝတ္ထုတို့ကိုဆက်လက်နားဆင်ရမှာဖြစ်ပါတယ်ကျွန်တော်ရန်ကုန်ကိုရောက်စားလောက်ကလှဲရန်တွင်အဆောင်ငားနေရသည်ကျွန်တော်လောက်ကရန်ကုန်မြို့တွင်33လမ်းတွင်ဖြစ်သည်နေသည့်ဆောင်ကဘူတာနှင့်ဤသည်ဖြင့်ကျွန်တော်သည်အလုတ်သွားအလုတ်ပြန်မြို့ပယ်ရထားကိုသာစီးရသည်မှာအဆင်ပြေသည်ဘတ်ကားစီးလျင်လှဲရန်မှတ်တိုင်းမှအဆောင်ကိုပြန်လျှောက်ရသည်မှာဝေးသည်ဖြင့် ယထာကိုသာစီးသည် ကျွန်တော်မနဲ့စောစောယထာစီးသည်6နာရီလောက်လှဲတန်းဗုဒ္ဓကိုရောက်နေပြီထိုအချိန်လောက်စီးမှလူချောင်သည် နောက်ကြလျင်ယထာပေါ်တက်မရလောက်အောင်ဖြစ်တတ်သည်ညနေဆိုလဲကျွန်တော်ယုံက9နာရီလောက်မှဆင်းသည်မိုးချုပ်လေးယထာစီးသူနဲလီဖြစ်ပြီးနေရာရသည်ကျွန်တော်လဲတန်းဗုဒ္ဓရောက်လျင်၈နာရီကျော်၉နာရီလောက်ဖြစ်နေပြီကျွန်တော်ကဗဟုလန်းမော်ရှိထမင်းညော်ဆိုင်တွင်ညစာစားသည် ထိုဆိုင်ကဈေးသက်သာသည် ခမင်းညော်တပွဲဆိုလျင်အတော်ပဲဖြစ်သည်ကျွန်တော်ညစဉ်စားသည်ကဘဲဥခင်းသာဖြစ်သည်လဲရန်တွင်နေခဲ့သည့်ကာလတလျှောက်လုံးဘဲဥခင်းနေသာစားသည်ဖြစ်ရာကျွန်တော်ဆိုင်တွင်ဝင်ထိုင်လိုက်သည်နှင့်စပွဲတော်ဦးလေးကြီးသည် ကျွန်တော်စားနေကြတိုင်းဘဲဥခင်းနှင့်အဆက်ငရုတ်သီးကြော်မထဲပဲလာချပေးတတ်သည်ကျွန်တော်ကိုတခွန်းမျှလာမမီ သူကနေ့စဉ်ဘဲဦးဟင်းနဲ့တပတ်လောက်မပြတ်မကွက်လာစားသည့်သူ့ဖောက်သေးကိုကောင်းစွာတီးပြီးမှားစရာမလိုအောင် အော်တိုလာချပေးနေခြင်းဖြစ်သည်ကျွန်တော်ကလည်းဟင်းကြီးများတတ်သူမဟုတ်ရသည်လာစားအဆောင်စရိတ်ဘာညာနှင့်ရန်ကုန်တွင်လောက်ငါအောင် ချိုးချံနေရသည်ဖြစ်ရာဈေးသက်သာဆုံးဘဲဦးဟင်းနှင့်သာ စားနိုင်သည့်အနေအထားဖြစ်သည်ညဘိုက်စားလျင် အိမ်မပြောမီကိုစိုးရိမ်သည်ဖြင့်ဘိုက်ပြေယုံတတ်တတ်သာစားနေခြင်းဖြစ်သည် ထုံနေ့ကကျွန်တော်ဆိုင်ထဲဝင်လိုက်တော့တော်တော်နဲ့ထမင်းပွဲလာမချသဖြင့်နောက်ကိုလှည့်ကြည့်မိသည်ကျွန်တော်ကိုစားပွဲလာချပေးတတ်သောဦးလေးကြီးကိုမတွေ့ကျွန်တော်ကစပွဲလိုက်ထုံနေသော ကောင်မလေးတယောက်ကိုတမီးရေဟုခေါ်လိုက်သည်เจ้าเสียหลู่ด้วยဖြစ်နေသဖြင့်ကျွန်တော်တပည့်၃နန်း၄နန်းအရွယ်လောက်ကလေးမလေးကိုတမီးဟုခေါ်လိုက်ချင်းဖြစ်သည်ကလေးမလေးကစက်တောင်စည်းလေးနှင့်ပကွက်တွေဝိုင်းနေအောင် ပားပြင်ပေါ်တွင်လှုပ်ထားသည် သူ့ပြုံးလေးက တရက်လေးကြောင်ချစ်စရာကောင်းနေသည်ဘာစားမလဲရှင်ထမင်းညော်တပွဲဘာဟင်းနဲ့သုံးဆောင်မလဲရှင်ဘဲဥအိုးဘာမှပြောနေတဲ့အေဒီတာကြီးဆိုတာများလားမသိဘူးဟေးဒီဆိုင်ကစပွဲတို့ဦးလေးကြီးကတမိနဲ့ဘာတော်တယ်လဲတမိဖေဖေဘဲသွားလို့လေဘာမှကနေမကောင်းလို့တမိကအစာဝင်ပေးတာအေးကွာဘဲဥနဲ့တပွဲငရုတ်သီးကြော်မထဲ့နဲ့ ကလေးမလေးကဟိုကြည့်ဒီကြည့်လှုပ်ပြီးဥလေးဘဲဥခင်းဆိုတာတကယ်တော့ကြက်ဥခင်းပဲပဲပင်မောက်ကျော်ဂေါ်ဘီကျော်တွေနဲ့ပြောင်းစားကြည့်ပါလားဈေးလဲတက်တာတယ်အပြောင်းလဲပေါ့ဟေးဟုတ်လားကောင်းတာပေါ့ပဲပင်မောက်ကျော်နဲ့လှုပ်ကွာသမင်းညော်နဲ့ပဲပင်မောက်ကျော်ကိုစားရတာလဲအဆင်ပြေပါသည်ဈေးကတစ်ချက်လောက်ကွာသည်ကျွန်တော်စောစောကအဘဲကြောင့်မတွေးမိသည်နီစားကောင်းလားဥလေးကောင်းတာပဲကွာ အဲ့ဒါဘဘကဥလေးကိုမပြောရဲလို့တဲ့တမိကိုပြောခိုင်းတာတခါတလေအပြောင်းလဲလေးများဖြစ်အောင်အဲ့ဒီဆရာကြီးကိုပြောကြည့်ဆိုလို့ပြောတာကောင်းတယ်ကောင်းတယ်စားလို့ကောင်းတယ်ကျွန်တော်နောက်တနေ့ညထမင်းညော်လာစားသည်ကလေးမလေးကမှတ်ထားသည် ကျွန်တော်ကိုပဲပေမောက်ကျော်နှင့်လာချပေးသည်နောက်တနေ့လဲပဲပေမောက်ကျော်နှင့်လာချပေးသည်အမှန်တိုင်းဝန်ခံရလျင် ကျွန်တော်လဲထမင်းစားသည့်အခါတွင်အညီနံလေးပါမှစားဝင်သည် ဘဲပင်မောက်သည်တရက်ကောင်းနှစ်ရက်ကောင်းတော့လဲသုံးရက်မြောက်နေ့တွင်တိတ်မကောင်းသလိုခံစားရသည်လေးရက်မြောက်နေ့တွင်စိုင်ထဲမွေးမိကလေးကအထဲကိုကြိလိုက်ပြီးဦးလေးကြီးပြန်ရောက်နေသည်ကျွန်တော်ကိုသူကတွေ့လိုက်သည်နှင့်ထမင်းညော်ကိုသွားထည့်နေပြီးကျွန်တော်ကမှားချိန်မေမယသူကပကံကိုလာချပေးသည်ကျွန်တော်ပကံထဲကိုကြိလိုက်တော့ဘဲဥချင်းရင်ဟင်းနဲ့ဖြစ်နေသည်ဖြင့်ဝမ်းသာသွားသည်ဦးလေးနေကောင်းသွားပြီလားသမီးလေးရော ခေါင်းသွားပြီဗျဥလေသမီးကတိတ်သွက်တာပဲနော်ဟုတ်ကဲ့ဒါနဲ့ဥလေသမီးကိုကျွန်တော်ပဲမင်မောက်ကျော်ပြောင်းစားဖို့ပြောထားသေးလားမပြောမိပါအောင်ဗျာဘာဖြစ်လို့လဲဩဘာမှမဖြစ်ပါဘူးဥလေမလာတဲ့နေ့တွေမှာကျွန်တော်ပဲမင်မောက်ကျော်နဲ့စားနေရလို့ဟုတ်တယ်၃ရက်လောက်ကြက်ဥဝဲမရဘူးကြားတယ်ကြက်တုတ်ကွေးဆိုလားပဲဒီနေ့မှပြန်ရတာဩတင်ညွန်း

မိမကြီးတခုလောက်ပြောကျင်တယ်ကွာပြောလေဘာပြောမလို့လဲအဖေကွာသူ့ကိုဖုန်းသစ်ဝယ်ပြီးတဲ့သူအခုသုံးနေတဲ့ဖုန်းကို तू မသုံးညင်တော့ဘူးတဲ့ तू သုံးနေတဲ့ဖုန်းကဘာဖြစ်လို့လဲသူ့ဖုန်းကကီးပတ်ဖုန်းလေဘာမှကြည့်မရဘူးတဲ့သူ့မိတ်ဆွေသုံးနေတဲ့ Android ဖုန်းမျိုးပဲဝယ်ပေးပါတဲ့ तू လဲ social media ကြည့်ကျင်နေတဲ့ဟုတ်သားပဲအဖေကတယောက်တည်းအိမ်မှာပြင်းနေတာဝယ်ပေးလိုက်ပါရှင် ဟာကွာ Android ဖုန်းတွေကဈေးကြီးပါပြီနဲ့ဘာဖြစ်ဖြစ်လေဝယ်ပေးလိုက်ပေါ့အဖေလိုအပ်လိုတောင်းနေတာပဲတခါမှလည်း Huawei ပေးဒီယာဝယ်ပေးပြောဘူးတာမဟုတ်ဘူး Android ဖုန်းဝယ်ပေးတာဟုတ်ပါတယ်တုံးတအုံးမှာငါပဲသူ့ကိုတင်ပေးရမှာဒီမှာ keypad ဖုန်းတော့ကလည်းတုံးတက်တာမဟုတ်ဘူးလေဒီလိုပဲတုံးရင်တက်သွားတာပဲမဟုတ်လားအခုလဲဝယ်ပေးလိုက်ပါတက်သွားမှာပေါ့ဒီလိုလို့ရအောင်ဘယ်လိုလုပ်မလို့လဲ ငါဖုန်းကိုအဖေကိုပေးလိုက်မယ်ပြီးတော့ငါကဖုန်းကောင်းကောင်းဝယ်ကင်လိုက်မယ်မကောင်းဘူးလားအိုးဘလို့ပြောလိုက်တာလဲရှင်ရှင်ចောင်းသားဘွားကရှင်အဖေစပိန်ဝယ်ခြင်းလို့ဆိုပြီးကျမတို့ ਈ မှာပတ်စံလာချေးတာတိလားဘာဖြစ်လဲအဲ့ဒါသူစီးနေတဲ့ဟမ်ဘာစပိန်ကြီးကဟောင်းနေပြီလေအဲ့ဒါရှင်ရှစ်တန်းရောက်တော့ကျောင်းကိုစပိန်အစ်စ်လေးစီးစေခြင်းလို့ဆိုပြီးကျမအဖေစီမှာပတ်စံလာချီတာ ကျမအဖေကကိုခင်မောင်ရဲ့တဲ့ခမရစပိန်အဟောင်းကြီးကိုတားကိုပေးပြီးခမရကစပိန်တလေဝယ်စီရောဘောလို့ပြောလိုက်တာရှင့်ဖေကဘာပြန်ပြောလဲသိလားငါအခုမှမင်းပြောလို့ဒီเจ้าတည်တာအဖေဘာပြန်ပြောသလဲအထိမ့်မှန်နေနဲ့လက်ဆောင်ပေးတယ်ဆိုတာအဟောင်းပေးလို့ဘယ်ကောင်းမှလဲတဲ့အဟောင်းစီချင်းစီ သူပဲစီးမယ်ပေါ့လေတားကိုအစ်စ်လေးပဲဝယ်ပေးခြင်းနဲ့တဲ့ဟုတ်လားအဖေကအဲ့ဒီလိုပြောသလား ရှင့်အဖေကအဲ့ဒီလိုပြောပြီးပတ်စံယူသွားတာသူ့စပိန်အစုပ်လေးကို စီးပြီးထွက်သွားတာကျမမျက်စီထဲကမထွက်ဘူးသူကအဲ့ဒီစပိန်အစ်တစ်ကိုရှင့်ကိုလက်ဆောင်ပေးတာကျမတို့တမီးကြီးသားဘဝမှာဖះကိုအဲ့ဒီစပိန်လေးစီးပြီးသွားခဲ့တာမှတ်မိသေးတယ်ပေးခြင်းပေးအစ်စ်ပဲဝယ်ပေးပါရှင် ကျမအိမ်စီထဲကရှော့သုံးမှမယ်အေးပါကွာငါဒီနေ့ပဲဖုန်းအစ်စ်တစ်လုံးရုံးက ပြန်လာရင်ဝယ်ခဲ့ပါမယ်သူရုံးကိုထွက်သွားသည် မကြမီဥခင်မောင်လဲလမ်းလျှောက်ပြန်လာသည် သူကပြုံးရွှင်နေပြီးတမီးရေတမီးဟုခေါ်လိုက်သည်ရှင်အဖေဒီမှာအဖေဖုန်းတလုံးရလာပြီဥခင်မောင်က ဖုန်းတလုံးကိုထောင်ပြသည်အဖေဘ து ဖုန်းကြီးလဲငါနဲ့လမ်းလျှောက်ဖို့တယောက်ဖုန်းဟာသူကဖုန်းသစ်ဝယ်ကင်မလို့ဆိုပြီးဒီဖုန်းကိုငါပြန်ရောင်းတာအဖေကဘာမှပတ်စံရှိလို့လဲပတ်စံကသူ့ကိုရစ်ကြပေးတဲ့ဘလောက်တောင်လဲအဖေ သုံးနေနဲ့သမီးကိုပြပါဦးဒီမှာအဖေမော်ဒယ်အောင်နေပါပြီဒါကြီးမကြိုက်ပါနဲ့ညနေအဖေသားရုံးကပြန်လာရင်ဖုန်းသစ်ဝယ်ခဲ့မယ်တဲ့ဟေးဟုတ်ရဲ့လားဟုတ်တယ်အဖေရဲ့အခုကနာပဲပြောသွားတာဟုတ်လားဒါဆိုရင်ဒါကြီးဘယ်လိုလုပ်ရမလဲသွားပြန်ပြေးလိုက်ပေါ့အဖေအဖေဖုန်းသစ်ရတော့မယ်ပြောလိုက်ပေါ့အေးအေးဖုန်းသစ်ပဲကြိုက်တော့မယ်အခုပဲသွားပြေးလိုက်မယ် ဥခင်မောင်ပြန်ထွက်သွားသည်သူတစ်နေ့လုံးပျော်နေသည်သမီးငါ့ကိုဖုန်းဘလို့တုံးရတယ်ဆိုတာပြပေးဦးနော်ဟုတ်ကဲ့အဖေညနေအဖေကပြင်းပေါက်မှလမ်းမော်ကိုခလေးတယောက်လိုမျှော်နေသည်9နာရီ6နာရီ9နာရီဥခင်မောင်ထမင်းမစားသူ့ချွေးမကဘလို့ပင်ချော့ကျွေးတော်လဲမစားခူကောင်ကလည်းမလာနိုင်ဘူးလာမှာပါအဖေရဲ့ ဆယ်နာရီလောက်မှတားဖြစ်သူပြန်ရောက်လာသည်ဥခင်မောင်ကအဲကန်းတွင်ပြုံမြုံကြီးကြည့်နေသည်ဘာတခွန်းမှမပြောသူကအိမ်ပြန်လာပြီးရေချိုးသည်ထို့နောက်ထမင်းစားရန်ထမင်းစားကန်းနဲ့ဝင်သွားသည်ဥခင်မောင်ကထမင်းစားကန်းနဲ့လိုက်သွားသည်ထမင်းစပွဲတွင်ဝင်ထိုင်သည်အဖေလည်းမစားရသေးဘူးဟုတ်လားဘာဖြစ်လို့အဖေကိုအခုထိထမင်းမကြွေးသေးတာလဲကြွေးပါတယ်ရှင်အဖေကမစားဘူးရှင့်ကိုမျောနေတာဟာ ထူးထူးဆန်းဆန်းဘာဖြစ်လို့မျောနေရတာလဲရှင်မေ့သွားလားဘာလဲကွာအဖေအတွက်ဖုန်းဝယ်ခဲ့မယ်ဆိုတာလေဟာကောင်းကွာမေ့သွားတယ်ဒီနေ့ရုံးကစီးဝေးကလည်း9နာရီမှပြီးတာကွာအဖေကြီးဖုန်းအစ်စ်ဝယ်မလို့ပါမေ့သွားလို့ဥခင်မောင်ဘာမှမပြောထမင်းစပွဲမှထားသွားပြီးသူ့ရဲ့ခန်းထဲကိုတန်းဝင်သွားသည်အဖေထမင်းဆောင်လေဥခင်မောင်ထုံညခန်းထဲကမထွက်တော့ပါ နောက်တစ်နေ့မနက်လဲအစောကြီးလမ်းလျှောက်ထွက်သွားသည်တကားတွင် စားတဆောင်ကတ်သွားသည်အဖေအတွက်ဖုန်းမဝယ်ပါနဲ့တော့တင်ညွန်၁၆ရက်၁၀လ၂၀25ခုနှစ်တော်လားရှင်များခင်ဗျာဒီကနေ့မှာတော့စာရေးဆရာကြီးတင်ညွန့်ရဲ့ဝတ္ထုတို့၄ပုဒ်ကိုတစုစည်းတဲ့ဖတ်ပြတင်ဆက်ပေးခဲ့တာပါ နားဆင်ပေးခဲ့ကြသောတောနာရှင်များအားလုံးကျန်းမာပေးကင်းကြပါစေခင်ဗျာ